ရုရှားနဲ့တရုတ်တို့ဟာအများပြည်သူမသိရတဲ့မြေရောက်နျူကလ িয়ার စမ်းသပ်မှုတွေကိုလှုံ့ဆော်ခဲ့တာကြောင့်အမေရိကန်ပြည်တော်စုကအလားတူလှုံ့ဆော်မယ်လို့သမ္မတဒိုနယ်ထရမ့်ကနိုဝင်ဘာ2ရက်ကပြောကြားခဲ့ပါတယ်။ရုရှားကစမ်းသပ်နေတယ်၊တရုတ်ကစမ်းသပ်နေတယ်ဒါပေမဲ့သူတို့ကအဲ့ဒါကိုမပြောဘူးလို့နိုဝင်ဘာ2ရက်မှာထုတ်လင်းခဲ့တဲ့ CBS သတင်းဌာနရဲ့60 minutes အစီအစဉ်နဲ့အင်တာဗျူးမှာ Trump ကပြောကြားခဲ့ပါတယ်။ကျွန်တော်ကတော့ကျွန်တော်နိုင်ငံကိုမဆန်းသက်တဲ့တခုရီးသောနိုင်ငံမဖြစ်စေချင်ပါဘူးလို့ Trump ကပြောပါတယ်။ နျူကလ িয়ার လက်နက်တွေကိုစမ်းသပ်နေတဲ့နိုင်ငံတွေထဲမှာမြန်ကိုရီးယားနဲ့ပါကစ္စတန်တို့လည်းပါဝင်နေတယ်လို့အမေရိကန်သမ္မတကဖြည့်ဆွက်ပြောကြားခဲ့ပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကတရုတ်ရုရှားတို့နဲ့တပြေးတည်းဖြစ်စေဖို့နျူကလ িয়ার လက်နက်တွေစမ်းသပ်ရည်အတွက်အော်တိုဝါ30ရက်ခရဲကအမေရိကန်ကောက်ွယ်ရေးဝင်ကြီးဌာနပင်တဂွန်ကိုညွှန်ကြားခဲ့ပါတယ်။ 1992ခုနှစ်နောက်ပိုင်းအမေရိကန်ကပထမဆုံးနျူကလ িয়ার ဖောက်ခွဲစမ်းသပ်မှုပြုလုပ်မယ်လို့သမ္မတထရမ့်ရဲ့ညွှန်ကြားမှုကရှုပ်ထွေးမှုတွေကိုဖြစ်ပေါ်စေခဲ့ပါတယ်။တရုတ်သမ္မတရှီကျင်းပင်နဲ့မတွေ့ဆုံမီမိနစ်ပိုင်းအလိုမှာထရမ့်ကနျူကလ িয়ার လက်နက်တွေစမ်းသပ်ဖို့ပင်ဒဂွန်ကိုညွှန်ကြားခဲ့တာပါ။ နျူကလ িয়ার လက်နက်တွေကိုစမ်းသပ်နေတဲ့တခြားနိုင်ငံတွေကြောင့်အဲ့ဒီနိုင်ငံတွေလိုပဲကျွန်တော်တို့ရဲ့နျူကလ িয়ার လက်နက်တွေကိုစတင်စမ်းသပ်ဖို့စစ်မှတ်ရေးရာဌာနကိုကျွန်တော်ညွှန်ကြားခဲ့ပါတယ်လို့အထူးသဖြင့်ရုရှားနဲ့တရုတ်ကိုရည်ညွှန်းခဲ့တဲ့ social media post မှာ Trump ကဖော်ပြခဲ့ပါတယ်အမေရိကန်ပြည်တော်စုကနှစ်ပေါင်း30ကျော်ကာလမှာနျူကလ িয়ার လက်နက်ကိုပထမဆုံးအကြိမ်စမ်းသပ်ဖို့အစီအစဉ်ရှိပါသလားလို့သတင်းအစီအစဉ်တင်ဆက်သူကထပ်ရိုက်မေးမြန်းတဲ့အခါထရမ့်က ကျွန်တော်တို့ကတခြားနိုင်ငံတွေလောက်တလို့ညွန်ကလီယာလန်နဲ့တွေကိုစမ်းသပ်မလားလို့မေးလာမယ်ဆိုရင်ကျွန်တော်ကတော့စမ်းသပ်မယ်လို့ပြန်ဖြေပါမယ်လို့ပြောပါရယ်။ဆယ်စုနှစ်များစွာအတွင်းမြောက်ကိုရီးယားနိုင်ငံကလွဲပြီးတခြားမြေသီးနိုင်ငံကမှညွန်ကလီယာလန်နဲ့တွေကိုစမ်းသပ်ခြင်းမရှိခဲ့တာဖြစ်ပါရယ်။ရုရှားနဲ့တရုတ်တို့က1990ပြည့်နှစ်နဲ့1996ခုနှစ်ခရဲကညွန်ကလီယာလန်နဲ့စမ်းသပ်မှုတွေလုံဆောင်ခဲ့ခြင်းမရှိတာဖြစ်ပါရယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးထရမ့်ကသူတို့ကမစမ်းသပ်ပါဘူးလို့ခမည်းကိုပြောလာလို့မေးခွန်းထုတ်ခဲ့ပါရယ်။